အလောင်းဝဲမြင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အနိုင်ရဖို့အတွက်မလွယ်ကူတဲ့ One Friday 5 110ကမြန်မာဖိုင်တာတို့ရဲ့တွဲဆိုင်အကြောင်း One Championship ရဲ့လုပ်ရက်ကိုအခုမှပြန်ပြီးတုတ်ပြန်လာခဲ့တဲ့ Ryanair The Writer ရဲ့အကြောင်းနောက်ပွဲမှာနမကြီးဖိုင်တာတူဦးနဲ့ထိတိုက်တွေ့လာရနိုင်တဲ့ K1 Champion Yuki Yusa ရဲ့အကြောင်း2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်တရုတ်နိုင်ငံမှာပွဲကျင်းပတော့မယ့် UMC အကြောင်း နောက်ပွဲကျရင်ချန်ပီယံဟောင်းကြီးဖြစ်တဲ့ကာမာရူဥစမန်နဲ့ထူးတက်ချင်နေဆိုတဲ့ဘလင်မိုဟာမက်ရဲ့အကြောင်းစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတုံတက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကတော့ယခုတပတ်မီလ30ရက်နေ့မှာကျင်းပပြလုပ်သွားမယ်။ One Friday Fight 110ပြိုင်ပွဲအတွက်ဒွေဆိုင်တွေကိုချပြပြီးထားခဲ့ပြီးဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာဆိုရင်တော့ Super Yi Chan နဲ့ Japan Fighter Muka Sito တို့ရဲ့တွဲဆိုင်ကိုတပတ်ကျော်လောက်အလိုမာကတိကကျူတင်ချပြပြီးသားဖြစ်ပါတယ်။ တွဲဆိုင်အားလုံးကိုချပြလာခဲ့တဲ့အချိန်မှာတော့ One Friday Fight 110မှာ Knock Tap မြန်မာ Fighter တအူးကလည်းပါဝင်နေခဲ့ပါတယ်။သူကတော့ Thoming Aung ပဲဖြစ်ပါတယ်။ Thoming Aung ဟာဆိုရင်တော့ One Championship မှာရလက်ပိုင်းအရာအားရစရာမကောင်းထားခဲ့ပါဘူး။ One Championship နဲ့ပွဲဥထွက်မှာ Russian Fighter တအူးဖြစ်တဲ့ Dimitri Kirik ကိုအမတ်နဲ့ရှုံးနိမ့်ခဲ့ရတယ်လို့ဒုတိယမြောက်ပွဲမှာတော့နိုင်ပွဲပြန်ပြီးယူနိုင်ပြခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာဆိုရင်တော့ အဗ်ဒီလန်လီဇာဟီဒီရဲ့ဟက်ကစ်ကြောင့်နော့ဒောင်ကျပြီးရှုံးနေတွန်ခရရတာဖြစ်ပါနေ။ထုံမင်းအောင်တဲ့အောင်ဝမ်ချမင်းရှစ်မှာနောက်ဆုံးပွဲထူးတက်ခဲ့တာဆိုရင်ဒီခေတ်နဲ့နိုဝင်ဘာလ3ကဖြစ်ပါနေ။ဒါကြောင့်ကြားထဲမှာသူ့အနေနဲ့တော်တော်လီးလင်းပွဲဝေးတွန်ခရရတာလည်းဖြစ်ပါနေ။ဝမ်ချမင်းရှစ်ကပြီးခဲ့တဲ့ရက်ပိုင်းမှာကတည်းကထုံမင်းအောင်ရဲ့ပွဲ highlight တွေကို ပြန်ပြီးတင်လာခဲ့တာကြောင့်မကြာခင်မှာသူ့ရဲ့ပွဲတည်င်းကကြားရတော့မယ်ဆိုတာကြိုတင်ရိပ်မိနေခဲ့ကြပါတယ်။1 Friday 5 110ပြိုင်ပွဲမှာဆိုရင်တော့ ဝမ်ချမစ်ရှစ်ကထုံးမင်းအောင်ကိုဟိုင်းဖိုင်တာတအုပ်ဖြစ်တဲ့ချက်ဖက်ဆိုတဲ့ဖိုင်တာနဲ့ပွဲတင်ပြလိုက်တာပါဒီတွဲဆိုင်ဟာဆိုရင်တော့ပေါင်160 catch weight တွဲဆိုင်အနေနဲ့ထူးတက်သွားကြမှာဖြစ်ပါလိမ့်ထုံးမင်းအောင်ဟာပုံမှန်ဖေတာဝိတ်တန်းမှာထူးတက်နေတာဆိုပေမဲ့လည်းဒီပွဲမှာတော့ဝိတ်တန်းတက်ပြီးတော့မှထိုးမဲ့အနေအထားမျိုးဖြစ်ပါလိမ့်လရှိထိုင်းနိုင်ငံမှာရောက်ရှိနေပြီဖြစ်တဲ့ထုံမင်းအောင်ဟာဆိုရင်တော့မကြာခင်မှာတမတ်ဝိတ်အတွင်းဝင်ရောက်နိုင်တော့မှာဖြစ်လို့မစိုးရင်ကြောင့်ပျော်ထားပါနဲ့ ဒုံမြောင်ရဲ့ပြိုင်ဖက်ချက်ဖက်ဟာဆိုရင်တော့ One Championship ကိုအခုမှစတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့အပွင့်ပွဲအနေနဲ့ထူးတက်သွားရမှာဖြစ်ပါလိမ့်။ Dukan Fates 5ပြိုင်ပွဲဒုကနေတဲ့စဉ် One Championship မှာထူးတက်ခွင့်ရရှိလာခဲ့တာလည်းဖြစ်ပါလိမ့်။ဒါအပြင်တခြားအဖွဲ့အစည်းတွေမှာလည်းမွေထိုင်းချန်ပီယံခပ်ပတ်သူလည်းရယူထားနိုင်ခဲ့တယ်လို့သိထားရပါတယ်။ဝမ်ချမင်းရှစ်ကထုံမင်းအောင်ကိုနိုင်ပွဲရစေခြင်းနဲ့ပုံစံမျိုးနဲ့ဒီတွဲဆိုင်ကိုဖန်တီလာတာဆိုပေမဲ့တကယ်တမ်းမှာတော့ထုံမင်းအောင်အတွက်လည်း မလေးကူဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။နောက်ထပ်တွဲဆိုင်အနေနဲ့ဆိုရင်လည်းမြန်မာဖိုက်တာစူပါရီချန်ကမိုကန်စီတိုနဲ့ထိုးတက်သွားရမှာဖြစ်ပါတယ်။မိုကန်စီတိုဆိုတာက MWE အနိုင်ယူထားခဲ့ပိုးတဲ့ဖိုက်တာဆိုပေမဲ့လုံးဝ short ထမ်းလို့မရပါဘူး။လူက MWE ကိုတောင်မှ knock down အရင်ကြအောင်ထိုးတက်ပြခဲ့ပြီးမှပြန်ပြီးရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။မိုကာစီတိုကတော့စူပါရီချန်ကိုလည်းအလဲထိုးအနိုင်ယူပြမယ်ဆိုပြီးဂျုံဝါထားခဲ့ပါတယ်။ ဒီတစ်ပတ်မှာကြည့်ရမယ့်မြန်မာဖိုင်တာတွေရဲ့တွဲဆိုင်ကိုခြုံငုံတုံးတက်လိုက်ရမယ်ဆိုရင်တော့လွဲဒလူလူနဲ့ခန့်တည်တဲ့တွဲဆိုင်မျိုးတွေတွေ့မြင်နေရမှာနည်းပြီးခဲ့တဲ့အပတ်ကပွဲစဉ်မှာဆိုရင်လည်းမြန်မာဖိုင်တာအဲမွေတယောက်ရှုံးပွဲကြုံတွေ့ထားရသလိုဒီတစ်ပတ်မှာပွဲထွက်လာမယ့်မြန်မာဖိုင်တာတွေအနေနဲ့လည်းနိုင်ပွင့်ပြန်ပြီးရယူပြနိုင်မလားဆိုတာကတော့ပရိသတ်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။အဖွဲ့အစည်းတွေနဲ့ဖိုက်တာဟောင်းတွေဆိုတာကအမြဲတမ်းအဆင်ပြေနေတာမျိုးတော့မဟုတ်ပါဘူး။ တခါတလေမှာတော့ပြည်သက်တွေကတော့မတိလိုက်ရဘဲနဲ့နောက်ွယ်မှာအဆင်မပြေမှုတွေနဲ့လမ်းခွဲသွားကြရတာမျိုးလည်းရှိပါတယ်။ Rainier Director ဟာ One Championship မှာနှစ်ထပ်ကွန်ချန်ပီယံတူဖြစ်ခဲ့ပေမဲ့ဖြတ်ပတ်တွေလက်လွတ်ရပြီးတဲ့နောက်ပိုင်းမှာတော့ One နဲ့လမ်းခွဲသွားခဲ့တာပင်ဖြစ်ပါတယ်။နောက်ွယ်မှာဘာတွေဖြစ်ခဲ့ကြသလဲဆိုတာမသိရဘူးဆိုပေမဲ့ Rainier ကတော့ Fighter တွေကို One Championship ကိုမသွားကြနဲ့ဆိုပြီးပြောဆိုဝေဖန်တာတွေလုပ်ခဲ့သေးပါတယ်။ UMC ကိုရောက်သွားခဲ့တဲ့ Ryanian Director ဟာဆိုရင်တော့တဖြည်းဖြည်းနဲ့ကောင်းပိုင်းဖိုင်တာအဖြစ်ကိုတက်လန်းလာနေခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာဆိုရင်လည်း Bonike ကိုအလင်းထိုးနဲ့ပါအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။ Ryanian နဲ့ Bonike တို့ပွဲပြီးမှဆိုရင်တော့ One Championship ရဲ့လုံရက်တစ်ခုကလည်းပြည်သက်တွေကြားမှာပွဲဆူသွားခဲ့ပါတယ်။ One Championship ကတော့အဲ့ဒီပွဲအပြီးမှာ Ryanian နဲ့ Malikin တို့ပွဲစဉ် highlight တွေကို သူတို့ရဲ့စာမျက်နှာတွေမှာပြန်တင်လိုက်တာပဲဖြစ်ပါတယ်။ရိုင်းနီယန်ရဲ့ပွဲပြီးပြီးချင်းမှာပဲဒီလိုတင်လိုက်တာကြောင့်ဒီလောက်ရက်ကဝေဖန်စရာလင်းဖြစ်သွားခဲ့ရပါတယ်။ပရိသတ်တွေကပါ1 championship ကလေးစားမှုမရှိဘူးဆိုပြီး comment တွေမှာရေးသားလာခဲ့ကြပါတယ်။ဒါကြောင့် 1championship အနေနဲ့အဲ့ဒီ video ကိုပြန်ပြီးဖြုတ်ချသွားခဲ့လိုက်ရပါတယ်။ရိုင်းနီယန်ကတော့ 1championship ရဲ့လောက်ရက်နဲ့ပတ်သက်ပြီး အခုမှပဲပြန်လည်တုတ်ပြန်လာခဲ့တာဖြစ်ပါလေ1 championship ကဒီလိုတင်လိုက်တာနဲ့သူ့အနေနဲ့တိတောင်းမတိခဲ့ပေမဲ့လည်းဒီလိုမလုပ်သင့်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်တုတ်ပြန်သွားခဲ့တာဖြစ်ပါလေကျွန်တော်ကတော့အဲ့ဒီ post go down မမြင်လိုက်ရပါဘူးဘ누구ကမှလည်းလာမပြောကြတော့တိလည်းမတိပါဘူးဒါပေမဲ့ဒါကသူတို့လုံနေကြပဲလေအဲ့ဒီကလူတို့ချို့ကဒါမျိုးပဲချောင်းနေတာဆိုတော့လောက်ကြပါစေလက်ရှိကိုရောက်နေတဲ့နေရာနဲ့ပတ်သက်ပြီးဂျင်းနေပါတယ်ထပ်ပြောရရင်ကိုနဲ့ထိုက်တန်တဲ့ကိုကိုပြန်ရနေတာပါ ကျွန်တော်အနေနဲ့1နဲ့နှုတ်ဆက်တဲ့အနေအထားမျိုးမှာအလားတုံးကလို့ပြုံပြုံလေးတော့ဖြစ်တင်တာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီမှာလဲတောက်ပေါက်ခွင့်ရရှိခဲ့တဲ့အချိန်တွေကလည်းမနှဲပါဘူးဆိုပြီး Rainier the Writer ကပြောဆိုသွားခဲ့တာဖြစ်ပါနေဂျပန်နာမည်ကြီး Fighter တဦးဖြစ်တဲ့ K1 Champion Yuki Yosaha ဆိုရင်တော့1 Championship မှာအဖွင့်လှသွားခဲ့ပြီးဖြစ်ပါတယ် Yuki Yosaha 1 Friday 5 109မှာပါဝင်ထူးတက်ခဲ့ပြီးတော့ဘွေဥထွက်အနေနဲ့ Russian Fighter တဦးဖြစ်တဲ့ Abrams ့ Osman Not နဲ့ထိုးတက်သွားခဲ့ရတာဖြစ်ပါတယ်။ Russia Fighter ဟာဒီပွဲမှာတိုင်ခင်မှာ6ပွဲဆက်တိုက်ကိုအနိုင်ရရှိထားခဲ့တဲ့ Fighter တူပင်ဖြစ်ပါတယ်။ဒါပေမဲ့ Yuki Yosa ကတော့သူ့ရဲ့9ပွဲဆက်နေမှုကိုရပ်တန့်ပေးလိုက်ပြီး Yonan Nemet Decision နဲ့အနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ Yuki Yosa ဟာဆိုရင် လက်တီထိုးချက်တွေတောင်တိတ်မတုံးသွားခဲ့ပေချီကန်ချက်တွေကိုအပြုတ်ကစားပြီးအနိုင်ယူပြနိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ Yuki Yosa ဟာ1 Championship ကိုစာချုပ်ကြီးနဲ့ရောက်လာခဲ့တဲ့ Fighter တဦးဖြစ်ပါတယ်။1 Championship ကထုံးစံအတိုင်းပဲလက်ရည်ဆန်းသက်တဲ့သဘောမျိုးနဲ့ One Friday Fight ပွဲစဉ်တွေမှာစတင်ထိုးတက်စေတာလည်းဖြစ်ပါတယ်။အပွင့်ပွဲမှာ9ပွဲစတင်ရရှိပြီးတဲ့နောက်ပိုင်းမှာတော့1 Championship ကသူ့ကိုထိတ်တန့် Fighter တွေနဲ့ပြီးတွေ့လာခဲ့ဖို့လည်းရှိနေပါတယ်။ဒီထက်မှာပွဲဖြစ်နိုင်ခြင်းအများဆုံး Fighter ဟာဆိုရင်တော့ Nabi Ben ဖြစ်ပါတယ်။ Yuki Yosa ကိုတိုင်ကလည်း1နဲ့ပွဲဥထွက်မတိုင်ခင်မှာကတည်းက ာဘီကိုစင်ခေါ်ထားခဲ့တာဖြစ်ပါတယ်။နာဘီဟာအရက်မောင်းအားသာချက်နဲ့ One Championship မှာနိုင်ပွဲဆက်နေတဲ့ Fighter တယောက်ဖြစ်ပြီးတော့ Super လက်ကူတောင်းအနိုင်ယူပြထားခဲ့သူဖြစ်ပါတယ်။ Yuki Yosa ကတော့သူ့အနေနဲ့နာဘီကိုရိုက်ချိုးပြမယ်ဆိုပြီးစင်ခေါ်ထားခဲ့တာပါ။လက်ရှိ One Championship မှာဆိုရင်တော့ Yuki Yosa ဟာ Kickboxing Bantamweight တန်းမှာထိုးတက်နေတာပဲဖြစ်ပါတယ်။ လူကပွဲဦးထွက်နိုင်ပွဲအပြီးမှာကလေးကဂျိုနသန်ဟာကာတီရဲ့ချန်ပီယံခပ်ပတ်ကိုပြင်မဲ့ထားနေခဲ့ပြီးဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကဂျပန်ဖိုက်တာတွေကိုဆင်တင်ခြင်းနဲ့အချက်ကိုမိထားလို့မရတလို့ယူကီယိုဆာဟာဆိုရင်လည်းပုံရိပ်မြင့်မြင့်တန်းဖိုက်တာတယောက်ဖြစ်နေပါတယ်။အားကြောင့်ချန်ပီယံစင်ကိုခွင့်ချက်ချင်းပေးလိုက်တာမျိုးလဲဖြစ်မလာနိုင်ဘူးလို့ပြောလို့မရသေးပါဘူး။နောက်ပြီးဝမ်ချမ်ပီယံရှစ်ဟာလေတတွေဘဲတွဲဆိုင်ကိုကြည့်ချင်းတလဲဆိုပြီးမကြာသေးခင်ကပဲသူတို့လူမှုကွန်ရက်ဆာမျက်နှာတွေကနေသိရင်မိခုံထုတ်ထားခဲ့ပါတယ်။ အဲ့ဒီထဲမှာဆိုရင်တော့ယူကီယိုဆာနဲ့ရော့ထန်တို့ရဲ့တွဲဆိုင်ကိုပါထည့်သွင်းဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဝမ်ချမရှင်အနေနဲ့ဒီတွဲဆိုင်ကိုဖန်တီးဖို့အတွက်ဆန္ဒရှိနေတဲ့အနေထားမျိုးတွေလည်းတွေ့နေရပါတယ်။ဒီချန်တာကတော့ယူကီယိုဆာအနေနဲ့နောက်ပွဲကျရင်နာမည်ကြီးဖိုင်တာတယောက်ယောက်နဲ့ထိတ်သက်ရင်ဆိုင်ရလာနိုင်ခြင်းရှိတယ်ဆိုတဲ့အချက်ပါပဲ။ဘယ်ဖိုင်တာနဲ့ပွဲဖြစ်လာနိုင်မလဲဆိုတာကတော့ ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဆက်လက်ဆောင်ကြည့်တော်ဖို့လိုအပ်နေတာဖြစ်ပါတယ် UMC ဟာဆိုရင်တော့အရင်ကကတရုတ်နိုင်ငံမှာပြိုင်ပွဲတွေကျင်းပခဲ့ပါတယ်ဒါပေမဲ့လည်းကိုဗစ်ရောဂါဖြစ်ပွားခြင်းကစပြီးတရုတ်နိုင်ငံမှာပြိုင်ပွဲတွေကျင်းပဖို့ရပ်တန့်သွားခဲ့ရပါတယ်နောက်ပိုင်းမှာကိုဗစ်ရောဂါမရှိတော့ပေမဲ့လည်း UMC အနေနဲ့တရုတ်နိုင်ငံမှာပြိုင်ပွဲမကျင်းပဖြစ်ခဲ့ပါဘူး2023ခုနှစ်မှာကတည်းက UMC အနေနဲ့တရုတ်နိုင်ငံမှာပြိုင်ပွဲကျင်းပဖို့ပြန်ပြီးစီစဉ်ခဲ့တယ်ဆိုပေမဲ့လည်း နောက်ပိုင်းမှာတော့ပြန်ပွဲကိုအမေရိကန်မှာပဲပြန်လည်ရွှေ့ပြောင်းလိုက်ရပါတယ်။အခုတော့2019ခုနှစ်နောက်ပိုင်းတရုတ်နိုင်ငံမှာပထမဆုံးပြန်လည်ကျင်းပမဲ့ပြန်ပွဲကို UFC ဖက်ကခြားပြလာခဲ့ပြီဖြစ်ပါတယ်။လာမယ့် August လထဲမှာဆိုရင်တော့ UFC Fight Night ပြန်ပွဲကိုတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာကျင်းပသွားမယ်ဆိုပြီးတော့ကြေညာလိုက်တာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲကို August 23ရက်နေ့ရှန်ဟိုင်း Indoor Stadium ကွင်းကြီးထဲမှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာဆိုရင်တော့ ရုပ်ပီမကြီးမှာကျင်းပမဲ့လီးပွဲမြောက် UMC ပြန်ပွဲဖြစ်လာပါတယ်။ UMC Fight Night Shanghai ပြန်ပွဲမှာဘယ်တွဲဆိုင်တွေပါဝင်လာမလဲဆိုတာကတော့အချပြလက်ခဲခြင်းမရှိသေးပါဘူး။ဒါပေမဲ့တရုတ်နိုင်ငံမှာကျင်းပမဲ့ပြန်ပွဲဖြစ်လို့တရုတ်လူမျိုးဖိုင်တောင်ကိုတော့အားပြုပြီးပွဲထုတ်လာမယ်ဆိုတာသိချပါတယ်။လရှိမာ UFC မှာဆိုရင်တော့တရုတ်နိုင်ငံသားချန်ပီယံဇန်ဝီလီလည်းရှိပါတယ်။ဇန်ဝီလီဟာဆိုရင်တော့ UFC တမိုင်းမှာပထမဆုံးတော့တရုတ်နိုင်ငံသားချန်ပီယံအဖြစ်မှတ်တမ်းဝင်ထားခဲ့ပါတယ်။ ဖိုင်နိုင်ပြန်ပွဲဖြစ်နေတာကြောင့်ဂျန်ဝေလီကိုပွဲထုတ်ပမလားဆိုတာကတော့စဉ်းစားစရာဖြစ်နေပါလေ။ဒါပေမဲ့သူမအနေနဲ့ကတော့ဒီပြန်ပွဲကြီးအတွက်ရတဲ့နေရာကနေပါဝင်အားဖြည့်ပြီးသွားမယ်ဆိုပြီးတော့ပြောဆိုထားခဲ့ပါလေ။ဘလင်မိုဟာမက်ကတော့ပထမဆုံးချန်ပီယံခပ်ပတ်ကောင်းပွဲပွဲမှာတင်ဂျက်တယ်လာမန်ဒလင်နာကိုရှုံးနေပြီးချန်ပီယံပွဲကိုလက်လော့ခဲ့လိုက်ရပြီဖြစ်ပါလေ။အဲ့ဒီပွဲပြီးပြီးချင်းမှာပဲ UFC ကဝေတန်တက်လာတော့မဲ့အစ္စလာမခချက်နဲ့ ဂျက်တလမန်တလနာသူ့ရဲ့ဝေတာဝိချမြက်ခပလူပွဲကိုစီစဉ်ပေးလိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်ဘလဲမိုဟာမက်အတွက်ကတော့ဝေတာဝိချမြက်ပွဲကိုချက်ချင်းပြန်စင်ခေါ်ခွင့်ရရှိတော့မှာမဟုတ်ပဲနောက်ပွဲမှာတခြားဖိုက်တာတဦးဦးနဲ့ပဲပြန်ပြီးထိုးရောင်ဖို့များနေပါတယ်။ဒီလိုအချိန်မျိုးမှာဘလင်မိုဟာမက်ကဝေဒာဝိတန်ရဲ့ချန်ပီယံဟောင်းဂျီတူကိုစင်ခေါ်လာခဲ့ပါတယ်။သူကတော့တချိန်ကဝေဒာဝိတန်မှာမီးမူခဲ့မှုတဲ့ကာမာရူအုစမန်ပဲဖြစ်ပါတယ်။ ကာမာရူဥစ်မန်ဟာဆိုရင်တော့လီယွန်အဝတ်စ်ကိုရှုံးနေပြီးဝေဒဝိချန်ပီယံပွဲကိုလက်လွတ်ပြီးခဲ့ရပြီးတဲ့နောက်ပိုင်းမှာနောက်ဆုံး၃ပွဲဆက်တိုက်ကိုလည်းရှုံးနေထားခဲ့ရပါတယ်။လိုက်ရှိမှာတော့သူရဲ့ခက်ကအဆုံးတက်သွားပြီဆိုတဲ့အခြေအနေမျိုးကိုရောက်ရှိနေပါလေ။ဒီဖိုင်တာ၂ယောက်ရဲ့အကြမ်းမှာအရင်တုန်းကလည်းအပြန်အလှန်စကားစစ်ထိုးမှုတွေရှိထားခဲ့ပူပါလေ။ဒါကြောင့်ဒီတွဲဆိုင်တာအမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းလာမှသေချာပါလေ။ ဒါပေမဲ့လည်းလက်ရှိမှာဆိုရင်တော့ကာမာရူဥစ်မန်ဟာနောက်ပွဲအတွက်ပြန်ဖက်ရထားပီတာဖြစ်နေပါလိမ့်။လာမယ့်ဇွန်လမှာကျင်းပပြုလုပ်တော့မယ့် UFC Fight Night ပြိုင်ပွဲမှာဆိုရင်တော့ကာမာရူဥစ်မန်နဲ့ဂျော့ခွင်းဘတ်လီတို့ရဲ့တွဲဆိုင်ကိုစီစဉ်ပေးထားခဲ့ပါလိမ့်။ဒါကြောင့်အရင်ဦးဆုံးအနေနဲ့ဒီတွဲဆိုင်ပြီးအောင်ဆောင်ဆိုင်သွားရမှာဖြစ်ပြီးဘလဲမူဟာမတ်နဲ့အူစမန်တို့ရဲ့တွဲဆိုင်ကတော့လက်ရှိအချိန်မှာဖြစ်လာနိုင်ဥမ္မာမဟုတ်သေးပါဘူး။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ အဆုံးထိကြီးစုကြံပေးနေတဲ့ပြည်သက်တူဦးတယောက်ချင်းစီတိုင်းကိုအထူးမင်းကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ဒီမှာလဲအကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဇက်လက်စူးစီးတုံ့တက်တင်ဆက်ပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနဲ့အပီခစ်ပေးဖို့ဒီကနေ့အားလုံးကိုတောင်းဆိုလိုက်ချင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ပဲဖြစ်ပါတယ်။